်ဗျာเนาะအဲဒီနေ့ကျွန်တော်တို့အဲဒီဇောမှာကြီးရှင်းနေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါเนาะအဲဒါပေမဲ့ပေါ့เนาะဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့အဲတက်တဖန်ပေါ့เนาะကျွန်တော်တို့ AC restart မှာလူရည်ရမ်းများတဲ့ပုံစံလို့ AC restart 2ဆိုပြီးတော့ကျွန်တော်တို့အဲဖွဲလိုက်ပြီเนาะအဲ့ဒီအတွက်ကြောင့်မလို့ အားလုံးပဲ Facebook ထဲမှာပါရောက်ပြီးတော့အားလုံးပူပေါင်းပေးကြပါဒီမှာရှိတဲ့သူလေးတွေကိုကျွန်တော်အဲထုတ်ပေးပေးသွားမယ်နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ edit group မှာဆိုရင်ကျွန်တော်တို့အထက်က leader ကြီးတွေရာလေးချက်ရှိနေတယ်နော်အလိုမျိုးဘယ်လောက်ပေါင်းမယ်ဘယ်လိုမျိုးအဲကျွန်တော်တို့အဲပူပေါင်းပြီးတော့တကယ်စီလုံးနဲ့အဖွဲ့စည်းရာဆိုတဲ့အရာမျိုးကြီးနေတယ်နော်ဒါကြောင့်မလို့အားလုံးလည်းပါပြီးတော့ပူပေါင်းပေးကြပါ AAC Mr. ထူပါခင်ဗျာနော်โอเคပါအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ဒီနေ့ဆက်ဆံမောမှာနားထောင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲဒီနေ့မှာအားလုံးကအဲဒီကျွန်တော်တို့ဒီနေ့မှာလာပြီးလေ့လာတဲ့ဒီတနေ့တွေရှိမယ်ကောင်းလေးတွေရှိမယ်ဒီနေ့မှလာပြီးလေ့လာတဲ့လူတလေးတွေရှိမယ်၊ဘောင်းလေးတွေရှိမယ်။နော်။ဒီနေ့မှလာလေ့လာတဲ့လူတလေးတွေရှိမယ်။ နေနော်အဲမီနီမလာလေးလာတဲ့လူတစ်လေးတွေရှိမယ်လူအလုံးလေးရှိမယ်ပြီးတော့အားလုံးနဲ့ကျွန်တော်ဦးတည်တဲ့လူလည်းရှိကြလို့မတည်တဲ့လူလည်းရှိတယ်ပြီးတော့အားလုံးနဲ့မင်္ဂလာပါလို့ကျွန်တော်တို့ဆက်ပါတယ်ကျွန်တော်နဲ့မရတော့ကိုကိုဖြိုးလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုမျိုးအဲထူချာဖောင်းပေါ်နဲ့စစမော့ဖက်လန်နဲ့မိတ်ဆက်ပေးတဲ့သူကတော့အခုလက်ရှိမှာဆိုလို့ရှိရင်ကလာကို last room ကြီး เนาะตะไงเวบักตะไงเวบักยาชิနေတယ်ဒါကြီးကိုတို့မြင်ကြည့်တယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ apply ကိုကျွန်တော်အရန်တမချီစူးတင်ပြီးတော့ကျွန်တော်ကိုမိတ်ဆက်ပေးလေးပေါ့เนาะကျွန်တော်အရန်တမချီစူးတင်ပြီးတော့ဒီများနေကတော့ပြပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်ကိုဘယ်လိုမျိုးပြောနိုင်အောင်ဆူနိုင်အောင်ပြည်စီကြီးထွားအောင်เนาะပြည်စီတွေကဒီအားလုံးကိုဒီရအောင်เนาะကျွန်တော်တို့ကိုဒီချာချာ lesson ကတင်ကြပြတတ်ပြီးတော့တို့တင်ဆုံးမပြီးခဲ့တဲ့ အမ်ထပ်ကောင်းသောလီဒါတွေလည်းရှိပါတယ်အဲ့ဒီလီဒါတွေကတော့ကျွန်တော်အခုလက်ရှိမှာဆိုလို့ရှိရင်ဒိုင်မွန်ရူးနဲ့ကျွန်တော်တို့ကလာဘိုးလေးနဲ့တန်းကားတွေရှိတယ်အမ်လီဒါကြီးကိုနေသူရပါတော့လီဒါကြီးကိုနေသူရနဲ့နောက်ရှင်တိုင်းတရားရှိတယ်ကျွန်တော်တို့ဒိုင်မွန်ရူးရှင်လီဒါကြီးကိုဆံမင်းလို့လည်းဖြစ်ပါတယ်ဒီလိုကြောင့်မလို့ကျွန်တော်လီဒါမီဒီယာနောက်ဘိုးလေးဒါတော့ပြပါတယ်ခင်ဗျာခင်ဗျာနှမချီချီတင်ပါတယ်နော်ဒီထဲမှာရှိနေတဲ့မိတ်ဆွေတွေအားလုံးပါတော့တေးကြတယ်နော် ကျွန်တော်တို့ကိုမိတ်ဆက်ပေးလာတဲ့သူဆိုတာဖွင့်လမ်းပေါင်းနဲ့မိတ်ဆက်ပေးလာကျွန်တော်တို့တွေအနေနဲ့တကယ်ကျေးဇူးကိုတည်တက်တင်တယ်ဘာကြောင့်မလို့လဲဆိုတော့ဘာကြောင့်မလို့လဲဆိုတော့ပေါ့နော်ကျွန်တော်တို့တွေအနေနဲ့သူတို့တွေဖွင့်လမ်းကိုမိတ်ဆက်မပေးခဲ့ဘူးဆိုကျွန်တော်တို့တွေလည်းဒီမှာမဟုတ်ဘူးမတည်တယ်လို့ကျွန်တော်တို့ဒီလိုမျိုးဝင်ငွေတွေရအောင်လေအဲတကယ်လောက်ကရင်လို့ရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ ဒီကြတဲ့ကိုယ်မိတ်ဆက်ပြီးတဲ့သူကိုယေရှုတင်နေတယ်ဒီကမိတ်ဆွေတွေတန်မြတ်စိတ်တွေရှိနေတဲ့ဆိုရင်ယေရှုတင်လိုက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့မိတ်ဆွေတွေအားလုံးနားထောင်ပြီးခဲ့ပြီကုံဒီအကြောင်းစစ်စီအကြောင်းဈေးဘွားပလန်အကြောင်းအရာအားလုံးနားထောင်ပြီးခဲ့ပြီเนาะဒီနေ့ကျွန်တော်တို့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုတဲ့စိတ်ရင်းတက်ကံတွေကတော့လူတိုင်းမှာရှိပါတယ်ခင်ဗျအဲ့ဒီစိတ်ရင်းတက်ကံကလူတိုင်းမှာရှိတော်များလေ တကယ်ကိုမှဖြစ်တည်နေတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တွေအနေနဲ့ဘာဖြစ်နေလဲအမ်တကယ်ကျွန်တော်တို့မိမိရဲ့အခြေအနေအရာသူဆွေးရကနေကြရတယ်ပြောမယ်ဆိုရင်တော့ခင်ဗျားအလူကျသူဆွေးရကနေကြရတယ်ရုပ်ပြရုပ်ပြပမာအတိုင်းပဲပေါ့ဗျာနော်ပြီးတော့ကျွန်တော်တို့တွေအနေနဲ့တကယ်ကိုမှအောင်မြင်ခြင်းနဲ့ဆိုတဲ့စိတ်ထားတွေ line မှာရှိတယ်ဆိုတော့များလေတကယ်အောင်မြင် ကိုရအတွက်လူတိုင်းမလုံးနိုင်ပါဘူးခင်ဗျာသို့သောသူတွေကအောင်မြင်ခြင်းပင်နဲ့ဘုန်းတော်ဆောင်တို့ပြောတဲ့တတောင်တတာဆိုတဲ့နေပေထဲမှာပဲနေပျော်ကြတယ်ခင်ဗျာဒီနေ့မက်ရှူအားလုံးနဲ့ဒီသားတဲ့ကိုပိုင်လုပ်ငန်းဒီကိုပိုင်ပေါ့နော်ဒီစားလုပ်ရည်တွေတို့မဟုတ်ကိုပိုင်တိုင်းတိုင်းပေါ့နော်စသဖြင့်လူတို့မျိုးစုံရှိမှာပဲဒီထဲမှာနားထောင်နေတာအဲမလေးအဲလာအိုကမ္ဘောဒီးယားစင်ကာပူမလေးရှား စားသဖြင့်ပေါ့နိုင်ငံပေါင်းမြောက်များစွာကမ္ဘောဒီးယားပေါ့ဒီလိုမျိုးနိုင်ငံပေါင်းမြောက်များစွာလူတွေနားထောင်နေကြပါပဲအဲ့လိုမျိုးနားထောင်နေတဲ့လူတွေအနေနဲ့တိုင်းတစ်ပါးမှာเนาะကျွန်တော်တို့အလောလောကနေကြတဲ့စီးပွားနေရာမှာပေါ့ကျွန်တော်တို့တိုင်းတစ်ပါးမှာအလောလောဆောင်နေတဲ့အလောလောဆောင်နေတဲ့ဆိုတဲ့နေရာမှာပေါ့เนาะကျွန်တော်တို့အနေနဲ့တိုင်းတစ်ပါးမှာအလောလောဆောင်နေတဲ့ဆိုတဲ့နေရာနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့မိသားစုလေးတွေကိုเนาะ ဝင်ငွေတွေပြန်လည်ပြီးတော့ပို့ပေးခြင်းများတယ်เนาะဝင်ငွေတွေပြန်ပြီးတော့ပို့ပေးခြင်းများတယ်ဒီတော့ကြောင့်လို့အကောင့်ထူတာနေကြတယ်သို့တော်ညာလဲဒိုင်နမတ်ကိုရောင်းနေတဲ့သူတွေကကျွန်တော်ပြန်ကလည်းဒိုင်နမတ်မှာရောင်းနေတဲ့သူပြောင်းဖို့ခံစားရတယ်အဲ့ဒါဘာလို့ခံစားရလဲဆိုတော့ကိုလိုချင်တဲ့ဝင်ငွေငွေကြေးကိုနေစားအလုံးမှာရှာဖွေနေတော်များလဲကိုယ်လိုချင်တဲ့ပမာဏအလျောက်မရရှိတာဘူးရရှိလာခဲ့တဲ့အခါမှာလည်းအဖန်ကယူဖို့မီးဖို့နဲ့ဒါဂျာရီယာကိုဗစ်နဲ့เนาะကျွန်တော်တို့လုပ်ငန်းအခြေ နေမခိုင်တာတွေနဲ့ပေါ့နော်ကိုအိမ်ကိုပြန်ဖို့ပြီးချင်တော့ညာလဲကိုအိမ်ကဒီလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်နော်ဒီတွင်းမှာအဲဒီလိုမျိုးကျွန်တော်နိုင်ငံကြီးတွေဖြစ်တည်နေတာကတကြောင်ပေါ့ဒီလိုမျိုးအတွက်ကြောင့်မလို့ကျွန်တော်တို့တွေအနေနဲ့အရန်ကိုစိုးရိမ်ပြန်တော့ကလည်းများကြရတယ်ခင်ဗျာ ီခါမှာတချို့သောသူတွေအနေနဲ့နိုင်ငံရေးကိုအတိုင်းတစ်ပါးကနေပြီးတော့လောက်ဆောင်နေကြတဲ့သူတွေလည်းအများအများပါပဲကျွန်တော်ကလည်းတိုင်းပြည်ချစ်ပါတယ်လူမျိုးချစ်ပါတယ်နိုင်ငံချစ်ပါတယ်သို့တော်များလည်းပေါ့နော်ကျွန်တော်တို့တွေအနေနဲ့တိုင်းတစ်ပါးကိုရောက်လာပြီဆိုရင်ကဒီမြန်မာနိုင်ငံမှာလို့မဟုတ်တော့ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ထမင်းငှက်ရင်ကိုယ့်ရဲ့မြန်မာပြည်ဒီသားချင်းချင်းပဲအိမ်မှာတက်ပြီးတော့တောင်းပြီးတော့စားစားရတယ်ပေါ့နော်။ဒါပေမဲ့တိုင်းတစ်ပါးမှာရောက်လာတဲ့အခါမှာကိုယ့်ရဲ့လက်ထဲမှာအခန်းကားမရှိရင်လားဆိုရင် ခင်ဗျားရှိရာတချီးဖို့နှားဖို့ဆိုတာလေအဆင်မပြေနိုင်ဘူးခင်ဗျာဒီတော့ကြောင့်မလို့နိုင်ငံကိုချစ်တယ်ဆိုတော့ညာလေကျွန်တော်တို့တွေအနေနဲ့ OAN ဆန်လေးအတွက်ပေါ့နော်မိမိဒီရှာဖွေနေရတယ်မိမိရဲ့နောက်ပိုင်းမှာခြံခဲ့တဲ့မိသားစုအတွက်လည်းရှာဖွေနေရတယ်အဲ့လိုမျိုးရှာဖွေနေတဲ့အချိန်မှာကျိုးတော်သူတွေကစိတ်ညစ်နေကြတယ်စိတ်ညစ်တာကခုရဲ့တော့မပြီးဘူးလူဆိုတာပြဿနာရှိရင်အဖြေဆိုတာရှိမယ်အနာရှိရင်ဆေးရှိမယ်ဒီလိုပါပဲခင်ဗျာကျွန်တော်တို့ဝင်ပေါင်းရှိရင် ခပ်ပေါက်ဆိုတာရှိစေမြင်ပြီးဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ကျွန်တော်တို့တိုးတက်ရာလမ်းကြောင်းနဲ့အားလုံးစင်ပြာလမ်းကြောင်းကိုကျွန်တော်တို့ကရွေးချယ်ရမှာပဲကျွန်တော်တို့ရှေ့လူကြီးတွေပြောခဲ့တယ်လို့ပဲပြောရမှာမနီရတော့ရမှာညီရဆိုတဲ့ပုံစံအတိုင်းနဲ့ကျွန်တော်တို့တွေလည်းလှုပ်ရှင်တဲ့အရာတွေထက်လှုပ်တင်တဲ့အရာတွေကိုပူစားပေးပြီးတော့လှုပ်ဆောင်ရမှာဖြစ်တယ်ဒီလိုကြောင့်မလို့ဒီကျဲမှာနားထောင်နေကြတဲ့ Facebook Live ထဲမှာနားထောင်နေကြတဲ့အဲကျွန်တော်တို့ဒီပါပြည်သူများအားလုံးအားလုံးအနေနဲ့ နော်ကိုလောက်ဆရာရှိတဲ့အရာလေးတွေတတိချာချာလေးဘုံတော့ထဲမှာညာအရာဝင်နော်ကိုပေါ်လက်တင်ပြီးစဉ်းစားကြည့်ပါနော်မိမိမြန်မာနိုင်ငံကမိမိရဲ့ချစ်တဲ့ရှင်မျိုးတွေသားချင်းတွေအားလုံးအားလုံးပြန်လဲထောက်ပတ်ပေးနိုင်ဖို့ရအတွက်လည်းစူးစမ်းဖို့လိုတယ်မိမိရဲ့စာဝတ်တွေအတွက်လည်းစူးစမ်းဖို့လိုတယ်ဒါကြောင့်မလို့မိမိရဲ့ရည်ရွယ်ချက်တွေဒီဥတည်ချက်တွေဒီ ခိုင်မာနေမရမီเนาะဇုံဇဝါဖြစ်နေလေဆိုရင်ကျွန်တော်တို့အိမ်ရဲ့အချိန်ကြီးပုံပါလိမ့်မယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့စိတ်အာရုံတွေကြံဝင်လို့မရပါဘူးခင်ဗျာเนาะဒီကနေ့ကျွန်တော်ဥပမာလေးတစ်ခုပြောပြပေးမယ်เนาะဒီနေ့ကျွန်တော်လည်းမျိုးတစ်ချောင်းထောင်းမယ်ကျွန်တော်ဒီလက်မျိုးကိုပဲကြည့်မယ်မိတ်ဆွေတို့ကိုကျွန်တော်မကြည့်ဘူးဆိုရင်ကျွန်တော်မိတ်ဆွေတို့ကိုမမြင်ရဘူးဒီလက်မျိုးကိုပဲကျွန်တော်မြင်ရမှာဖြစ်တယ် ။ဒါပေမဲ့လက်ညိုးတစ်ချောင်းရှိမှထောင်ထားပေမယ့်လက်ညိုးကိုကျွန်တော်ဥတီမကြည့်ဘူးမိတ်ဆွေတို့ကိုကြည့်မယ်ဆိုရင်မိတ်ဆွေတို့ဒီတကယ်ကျွန်တော်မိတ်ဆွေတို့အားလုံးကိုမြင်မြင်ရမှာဖြစ်တယ်။ဒီလိုပါပဲခင်ဗျ။မိမိဒီအောင်မြင်ဖို့ရအတွက်အောင်မြင်မှုလမ်းကြောင်းနဲ့မိမိလုံးဆောင်ရမယ့်အကြောင်းအရာမူသာဥတီကြည့်မယ်ကြည့်နေမယ်ဆိုရင်မိမိရှောက်ရမယ့်လမ်းလေးကိုတကယ်မှတင်ရှားစွာသိရှိလာမှာဖြစ်တယ်။နော် ကြတနာအခက်အခဲဒုက္ခပဝန်းကျင်အတိုက်အခက်စသဖြင့်ဒီရာတွေကိုပဲအာယုံစူးစိုက်နေမယ်ဆိုရင်မိတ်ဆွေဘယ်တော့မှမိတ်ဆွေတို့ချင်းနဲ့တာကတ်ကိုရောက်မှာမဟုတ်ဘူး။ဒါကြောင့်မလို့အားလုံးလည်းအာယုံကြီးအပြတ်မလွင်မယ်နဲ့ဒီနည်းအောင်မြင်မှုတွေကိုမူတည်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်။ဒါကဆက်စပ်ပေါ်မှာလှုပ်ဆောင်နေကြတဲ့လူဟောင်းများအားလုံးကိုကျွန်တော်က message ပေးခြင်းပေါ့နော်။ဟုတ်ပြီဒီနေ့မှလာနာထောင်တဲ့လူကလေးတွေလည်းဒီထဲမှာရှိနေတယ် လူကလေးတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့အားလုံးအားလုံးကိုကိုကိုပြန်စဉ်းစားပါကိုလိုချင်တဲ့ဘဝကိုဖြစ်ချင်တဲ့ဘဝကိုလိုချင်တဲ့ပတ်စံကိုအိမ်မက်ထားတဲ့အရာတွေကဘာတွေလဲဆိုတာကိုပြန်စဉ်းစားပါပြန်စဉ်းစားပြီးလို့ရှိရင်မိတ်ဆွေတို့လိုချင်နေတဲ့အိမ်မက်မိတ်ဆွေတို့ဖြစ်ချင်နေတဲ့အရာတွေအားလုံးကိုမိတ်ဆွေတို့အခုလောက်တိုင်နေတဲ့အလုံးအပိုင်းမိတ်ဆွေတို့ရရှိနေတဲ့ ဝင်ဝင်နဲ့ရက်တီပြီးဖြစ်တည်နိုင်စွာရှိသလားဆိုတာကိုပြန်လည်သုံးသပ်စဉ်းစားကြပါလို့ကျွန်တော်ပြောချင်ပါလေမဖြစ်နိုင်ဘူးဆိုတာလောကကြီးမှာမရှိပါဘူးဖြစ်နိုင်ပါတယ်ဒါပေမဲ့ကာလအချိန်မိမိပြန်လည်ပြီးသုံးသပ်ပါလူဆိုတာကလူဘဝတွေကိုဝင်လာတယ်ဆိုရင်ဘဝကိုတန်ဖိုးရှိရှိအောင်ချဖို့လုပ်တယ်ဘဝဆိုတဲ့အရာက မွေးဖွားလာတဲ့မွေးဖွားခြင်းနဲ့တင်းဆုံသွားတဲ့ဂျားတွေကကာလခုကိုဘဝလို့ခေါ်တယ်။အဲ့ဒီဂျားတွေကဘဝဆိုတဲ့အရာကိုဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုရင်အချိန်နဲ့ဖွဲ့စည်းထားတယ်။အဲ့ဒီအချိန်တွေကိုတန်ဖိုးရှိရှိအသုံးချမှာကျွန်တော်တို့တွေဘဝဟာလေတန်ဖိုးရှိမှာဖြစ်တယ်။အားကြောင့်မို့လို့မိတ်ဆွေတို့လိုချင်နေတဲ့ ပန်းနိုင်ဒီအိမ်မက်ဒီရွေချက်ဒီအားလုံးကိုမိတ်ဆွေတို့အခုလောက်ကင်နေတဲ့အလုပ်ရရှိနေတဲ့ငွေကြေးနဲ့ဘဏ္ဍနဲ့ဘလောက်အချိန်ကုန်အောင်လို့ဆက်လုပ်ရပါမလဲ။ဒါကိုပြန်စဉ်းစားပါ။ဆက်ဆက်မောမသုံးနှစ်မှ၅နှစ်အတွင်းမိတ်ဆွေတို့အားလုံးအားလုံးချမ်းသာနိုင်ပြီးတော့လုံးဝဘဝတစ်ခုကိုပြောင်းလဲနိုင်တဲ့အခွင့်အရေးတွေပေးနေပြီ။ အခွင့်အရေးဆိုတာကမိတ်ဆွေຢາတော့မှာလက်ဆုပ်လက်ကမ်းတခုလိုပါတယ်ခင်ဗျာတချို့သောသူတွေအနေနဲ့အလုံးလုံးတိုင်တဲ့အခါလိမ့်လာတဲ့အခါမှာလုံးချင်စက်ရှိတယ်ဆိုတော့များတယ်စိတ်ထဲကမလုံးချင်မှုတွေရှိနေကျွန်တော်ပြောပါမယ်ညံ့နာပြပြီးတော့နော်တရားဝင် live တွေလုပ်နေပြီးတော့မှအလုပ်အကြောင်းတွေကိုရှင်းပြလောက်ကင်နေကြတာဖြစ်တယ် ။လူတွေလည်းယာနဲ့ချီထောင်နဲ့ချီလုပ်နေကြတာဖြစ်တယ်လို့ကုမ္ပဏီရဲ့နာမည်ကလည်းမတူဝတ်ထားပါဘူး။ S U C C E S S M O R E ကျွန်တော်ပေါင်းပြပါမယ်။ Site Google Site Information ဘယ်နေရာမှာမဆို shut down လို့ဆိုရနေပြီးတော့မိမိတဲ့အချက်လက်ကိုစုံစမ်းလို့ရပါတယ်။အခုခေတ်က ID ဖြစ်ဖြစ်တယ်။ Tick နဲ့ဆိုတာနဲ့ ဲရောက်လာပြီလေမိမိတည်င်းဆိုတာကြံမပြတ်ပြီเนาะဒီအတွက်ကြောင့်မလို့တကယ်ဘုမကောင်းမလဲကောင်းပြီလားဟုတ်လားမဟုတ်လားဆိုတာမရှိဘူးအားလုံးနဲ့တရှိရကဒလိလာဘူးအရာအားလုံးမှာရရှိနိုင်ပါတယ်ကျွန်တော် website မှာဒီအတွက်ကြောင့်မလို့မိတ်ဆွေတို့ယုံကြည်မှုရှိတာပုဂ္ဂိုလ်ပြန်ပြီးပါယုံကြည်မှုရှိတာပြန်ပြီးမိမိလှုပ်ရှင်လာပြန်ပြီးပါအဲ မိမိလှုပ်ချင်လားပြန်ပြီးပြီးမိမိလှုပ်ချင်နေဆိုရဲ့အဖြစ်ပေါ်တယ်ဆိုရင်မိမိဒီလုံးတက်လားလုံးမတက်လားကိုခဏပြီးပြတာအရင်ဦးဆုံးစတင်လုပ်ပါကျွန်တော်ဘာကြောင့်ဝင်ကြီးရတာလဲဆိုတော့ကျွန်တော်လုံးမနိုင်တဲ့အရာလုံးမတက်တဲ့အရာကိုကျွန်တော်စိတ်မပူဘူးကျွန်တော်ဘာကြောင့်မလို့ခုလိုပြန်စားနိုင်ဘူးဒါလို့လားစင်ပတ်တော့အောင်ရတာလဲဆိုတော့ ကျွန်တော်လုံနိုင်တာလုံမနိုင်တာထပ်ကျွန်တော်လုံချင်စိတ်ရှိလားကျွန်တော်ရအောင်လုံမယ်ဆိုတဲ့ခံယူချက်နဲ့စိတ်ရှိလားဆိုတဲ့အရာကိုလည်းကျွန်တော်ကိုကျွန်တော်ပြန်မိတယ်အဲ့ဒီစိတ်ရှိပြီဆိုရင်ကျွန်တော်အဲ့ဒီအလုပ်ကိုစတင်ပြီးလုပ်ဆောင်လောကမှာမွေးကလေးကဘယ်အရာမှတက်လာတယ်ဆိုတာမရှိဘူးအလုပ်ကတင်သွားပါလိမ့်မယ်ငယ်ငယ်တည်းကလမ်းရှောင်းတက်ဘူးဒါပေမဲ့ တဖြည်းဖြည်းရှောက်တတ်အောင်ရှောက်ရင်းရှောက်ရင်းနဲ့လေကြကြံထလေကြကြံထဆိုရစကားတိုင်းလေကြရင်ကြံထခဲ့ပြီးတော့ကျွန်တော်တို့ဒီလမ်းလျှောက်တက်ခဲ့ကြတာဖြစ်တယ်ဒီတိုင်းမှာပဲမိရှိတို့အားလုံး ਨੇ စီးပွားရေးတစ်ခုကိုလောက်ကန်ကြည့်ပြီးဆိုလို့ရှိရင်မှန်ကန်လားမမှန်ကန်လားလို့ပြောလို့စစ်စီပါမမှန်ကန်လို့ဆိုကျွန်တော်မလုပ်ဘူးတမအားစွာချမှတ်ချင်မှလုပ်ဘူးเนาะမှန်ကန်လားမမှန်ကန်လားလို့စစ်စီပါ เนาะကျွန်တော် YouTube channel တွေအများကြီးရှိပါတယ်ဘယ်လိုတော့လေ့လာလို့ရပါတယ်သူရဲ့အဲ message ပေးလာတဲ့သူတွေ apply တွေ host တွေ data တွေရှိမှာတောင်းပါเนาะအားလုံးလေ့လာလို့ရပါတယ်မှန်ကန်လားမမှန်ကန်လားကိုစစ်စစ်ပြီးရင်မှန်ကန်နဲ့ဖြောင်းမှတ်တယ်ရိုးရှင်းတယ်ဒီလိုတစ်ခုကတမာအာဇီဝကြားတယ်မိမိအဲ့ဒီလုပ်တယ်အောင်းမြင်ချင်လားမိမိလိုချင်တဲ့ဘဝတစ်ခုကိုပေးစွမ်းနိုင်လားမိမိ ညော်မှန်းထားတဲ့အရာတွေအားလုံးကိုဖြစ်တည်နိုင်စွာရှိလာဆိုတာကိုပြန်ဆန်းစစ်စစ်ပြီးရင်လှုပ်ရှင်လားမလှုပ်ရှင်လားဆိုတဲ့အရာကိုနောက်ပိတ်ဆုံးစစ်ဆေးပြီးတော့လှုပ်ရှင်စေရှိရဲ့ဆိုရင်တော့မိမိဒီခြေလမ်းမူတာတလန်းအရင်ဆုံးလမ်းလိုက်ပါဒါဆိုရင်မိတ်ဆွေနောက်ထပ်ခြေလမ်းတွေကအဲ့ဒီအစပြုတဲ့ခြေလမ်းကဆွဲခေါ်ပြီးတော့မိတ်ဆွေခြေလမ်းတွေလက်တလာအောင်လို့မိမိကိုတင်ပြီးပွားပါမိမိညအဲ့ဒါမလို့ n i nana m j a r e m e s u a a b a m a o c h t e d i s h i m e o b a m a o b a m m t a b i j i n e d i s h i m e o m a d o y a e i b a r i s h i m e i b a m a m a i s h i m e a b i s h i m e c h u d o d i n o c h n o u t a m i s h i m e c h u d o d i n i b o m a m a i s h i m e m i m i a k a o n g a t a g e b i j i n a c h n o b o a y e n a ာကြောင့်မလို့တလားကိုတုံမောင်းပဲရတာလို့ဆိုကျွန်တော်ဘဝနာလို့ဘာကြောင့်နာတာလဲကျွန်တော်ငယ်ငယ်ကကျွန်တော်အမိကကျွန်တော်ကိုအကြော်ဘန်းရွက်ပြီးတော့ဈေးရောက်ပြီးကျွေးခဲ့ရတယ်ကျွန်တော်ကအမိလက်ကိုဆွဲပြီးတော့ဘီးသားမှာကျွန်တော်အကြော်ပြို့အကြော်ပြို့ဆိုပြီးကျွန်တော်អော်ပြီးတော့ကျွန်တော်ရက်ပတ်ထဲမှာလှည့်ပြီးတော့ ရောင်းပြပြီးတော့မှကျွန်တော်နေထိုင်ရရတယ်ပြီးရင်ကျွန်တော်အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲကျွန်တော်တို့အိတ်မီးလောင်ခင်ဗျမီးလောင်ခဲ့လို့ကျွန်တော်တို့တဲဆုံးနဲ့အဝတ်တထည်ကိုတခုနဲ့နေခဲ့ရတဲ့ဘဝတွေရှိခဲ့တယ်ခင်ဗျမိုးရေရွာတဲ့တော့ဆိုတော့ညာလဲတော့မှာမအိမ်မီးလောင်ထားလို့အဲ့ဒီမီးလောင်ကြာကြာကျန်နေတဲ့တော့ တန်အပေါက်ရာနေနဲ့မိုးရေဇက်တောက်ဇက်တောက်ချာနေတဲ့အောက်မှာပကံလုံးလေးတွေခံပြီးတော့ဝါချံများပေါ်မှာအိတ်ခဲရတဲ့ဘဝတွေငယ်စဉ်ကဘဝတွေရှိခဲ့တယ်ခင်ဗျာအဲဒီလိုမျိုးဘဝတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ထပ်မွေးလာတဲ့မျိုးဆက်တစ်တည်ကျွန်တော်ရဲ့မျိုးဆက်တစ်တည်နဲ့ကျွန်တော်ရဲ့အမိအဖအတွေနဲ့ အဲ့လိုလူဘဝကိုဘယ်တော့မှတမယောက်ျားနေအောင်ကျွန်တော်ကအောင်ဆုံးကြိုးစားမယ်ဆိုရင်စိတ်ခံကြခုနဲ့ကျွန်တော်ပါဘူးမှမကြည့်တယ်အကောင်းဆုံးမိတိကူတီရလာတော့တိုင်းရှင်လည်းနေခင်ဗျာတော့လောကတားစီเนาะကျွန်တော်တို့လဲချမှုအများကြီးများကြီးခင်ရတယ်အများကြီးပဲမရေမတွက်နိုင်ဘူးခင်ဗျာဒါပေမဲ့

ပို့ပြီးတော့အများကြီးပေါ်နေတယ်ဒါပေမဲ့နောက်ပိတ်ဆုံးအကောင်ဆုံးကျွန်တော်ဒီတော့လောက်ဆောင်ဒီတော့မိတ်ဆွေအားလုံးနဲ့ဘဝမှာ나ကြီးချက်တွေရှိလာသူများနေစားဘဝမှာလောက်ကင်နေရတဲ့ဘဝမှာရောင်ကျဲတင့်တယ်လာရှင်နဲ့သာအခုလိုနိုင်ငံရေးတွေဖြစ်နေတယ်ဆိုတော့များလဲနိုင်ငံရေးကြီးပြီးဆုံးသွားတဲ့အချိန်မှာကိုမိသားစု 他每年的因为有股年终啦，年终多少亿呢？啊，广州未必就打不赢。我看一嘛，那看在哪里？咱们的 A 股，我也收啦，就两千万，这老人不就是大里赚吗？啊，这样嘞？ จนเราลูกอาคุเขิมมายีเรามากอะไรแบบนี้โอ้ยตามกาเด็ตายระบาดมาดีนะเนาะจาเรมาพี่ได้ขยับดีจาเรมาอาสปูรีโตยะเสียบูเจริญชุยะอันยูสโลชิมา အကောင်းဆုံးမိမိအဲ့ဒီဘဝကနေလုံးထွက်ပြီးမိမိမိသားစုကိုအယောင်ကြီးဖြာလင်းနေအောင်လို့အလင်းအောင်ပေးနိုင်တဲ့သာသမီကောင်းတွေ အကောင်းဆုံးတွေဘဝကနေယုံထွက်ပြီးတော့မိမိရဲ့တာသမီတွေကိုရောင်ကြီးဖြာလေးအောင်ပေးစွမ်းနိုင်တဲ့အမိအဖအတွေအကောင်းဆုံးအဲ့ဒီဘဝကနေယုံထွက်နိုင်ပြီးတော့မိမိရဲ့မိသားစုညီကိုမောင်နှမတွေကိုရောင်ကြီးဖြာလေးစွာနဲ့ကိုကြီးဆောင်းမပေးနိုင်တော့အကိုညီကိုမောင်နှမတွေမဖြစ်ချင်ကြဘူးလားဖြစ်ချင်ကြရဲဆိုရင်တော့အခွင့်အလမ်းကိုအခွင့်အလမ်းလုံးမြင်ပြီးတော့ เนี่ยเนี่ยสัสสาเลิกส่องเลยสิเนี่ยเนี่ยสัสสายาชิมาชีเกมุรุเลยครับเนี่ทีนี้จนไม่สิรู้ดี่เกมุรุว่าปีไรไม่สิดูสามาละมาสาบูจนเอายามาสามเนี่ยแล้วก็ไต่มาแล้วมาเนี่ยไอ้ยี่ห้อว่าเรื่องไม่สิรี่เกมุรุเนี่ยยามาเนี่ยสุดแล้วทำอะไรมาถ้าจะมารู้ไม่สิรู้อารมณ์อารมณ์กูเล่าเด็กข่าวมาอายุกูว่าอย่างนี้เนี่ยอายุนี่มันยัไม่มาเนี่ย လူတစ်တစ်အနေနဲ့ကျွန်တော်ပြောသွားတဲ့ message တွေအတိုင်းပဲ မိမိရဲ့ရင်မထဲကဝိုင်းနေမိမိနာကြည်ဒလားဆိုတဲ့နေရာကိုပြန်ဆန်းစစ်ပါပြီးရင်ကျွန်တော်ပြောသွားတယ်လို့အလုပ်ကိုယုံကြည်မှုရှိအောင်လုပ်နေတာပါမယုံကြည်ဘူးဆိုရင်လည်းကျွန်တော်အားရိုက်လာပြီးဘာအကြောင်းရမင်းချင်တာအကုန်လုံးကျွန်တော်ပြောပြပြီးကလေးညာမှုတစ်ခုမှမရှိဘူးကျွန်တော်ဒီနေမှာနေတယ်ဒီဒီမှာကြီးတယ်ဒါပေမဲ့ဘာမှအစ်စ်ပြင်ဒီနေမှာနေတယ်ဒီဒီမှာကြီးတယ်တကယ်စိတ်သက်ပဲကျွန်တော်မှရှိတယ်ဘူးပွက်လေးနဲ့ကျွန်တော်ပါမှာမဟုတ်မလိုက်ရတာပြီးတော့အားလုံးယုံကြည်အောင်လုပ်ပြီး မိမိလုံလုံချင်တဲ့ဘဝပြီးဆွနိုင်တဲ့လုပ်ငန်းလားဆိုတာစမ်းစစ်ပြီးရင်လှုပ်ချင်လားမလှုပ်ချင်လားစမ်းစစ်လှုပ်တတ်တာလှုပ်မတတ်တာထပ်လှုပ်ချင်စိတ်ရှိတဲ့သူကလှုပ်တတ်အောင်သင်ပြီးလိုလိုရတယ်လှုပ်ချင်လို့မရှိတဲ့ပြည်သားဘယ်လိုမဲလှုပ်တတ်အောင်သင်ပြီးသင်ပြီးသူမလိုရပါဘူးနော် အဲ့ဒါမလို့အားလုံးနဲ့ဒီနေ့ကစပြီးတော့ဘဝတစ်ခုလုံးကြောင်းလဲစေမယ့်အရာတွေကိုလောဆောင်ပြီးတော့ဘဝတစ်ခုလုံးကြောင်းလဲနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးရနေဒီနေရာမှာပဲကျွန်တော်ပြောပြပေးတဲ့အစီအစဉ်လေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်။အားလုံးလို့အားလုံးနဲ့မင်္ဂလာညချမ်းလေးပါလို့ပြောနေတဲ့ကျွန်တော်တို့ဒီ live အစီအစဉ်ကိုဒီမှာနဲ့အဆုံးသတ်ပါမယ်။အားလုံးနဲ့မင်္ဂလာညချမ်းလေးပါနော်။